ရိုက်တာဦးတန့်စီစဉ်ရိုက်ကူးနေပြီးတရုတ်ဆောင်များဖြစ်ကြတဲ့ဖြိုးငွေစုခိုင်သိန်းကြီးခိုင်မြတ်တစဉ်တို့ပါဝင်တရုတ်ဆောင်ထားကြတဲ့ကောင်းငင်ရောင်ဆောင်ထားတဲ့တိမ်တိုက်ဗီဒီယိုရိုက်ကွင်းတွေကို MCN သတင်းတောက်ရင်မွန်ကအခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟောတန်ရရနော်။ Ready. Bye. Go to the action. မနေ့ကလွတ်လာတာကွာ။ခရေကဘယ်သူကကျိုးနေစီတာလဲ။တနာလို့တဲ့။ဟုတ်။ကြိုက်တယ်လားလား။ဟာ။ပါတယ်လေ။ပြောင်းလေ။ ဒီတပတ်ပရိသတ်တွေကြည့်ရှုရမယ့်ရိုက်ကွင်းပေါ်ရေးကတော့ကောင်းငင်အောင်ဆောင်းထားတဲ့တိမ်တိုင်းဆိုတဲ့ဗီဒီယိုဇာတ်ကားရဲ့ရိုက်ကွင်းပေါ်ရေးတွေပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ရန်ကင်းစန္ဒာနဲ့ရန်ကုန်မြို့တစ်ဝိုက်မှာရိုက်ကူးနေရပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ဖုံးချိန်ဆိုတဲ့ကောင်းလေးဟာအနေအေးပြီးပျော်ပျော်နေတတ်တဲ့ကောင်းလေးတူလည်းဖြစ်ပါတယ်။သူ့မိဘနှစ်ပါးကတိုးရီသောတားမှုအလိုလိုက်ထားပေမဲ့လည်းသူ့ကိုအိမ်နာမြတ်သားချပြီးကမီးချီတင်နေတဲ့သူတွေကြောင့်ဖုံးချိန်တယောက်စိတ်ရှုပ်နေရတာပါ။မင်းမမရှိသူလူပြိုအဲအထင်းနဲ့မရမင်းမတအားပေးစားခြင်းတဲ့ခါကျတော့ ရှောင်းစီစဉ်တာမခိုင်နဲ့တွေ့မခိုင်တူမနဲ့တွေ့အဲ့လိုဟာသားလေးပါအဲကျူးစီမှာနောက်ပြီးတော့နောက်ပိုင်းအဲ့လိုပေါ့ဟိုနည်းနည်းပြီးတော့စိတ်ဝင်စားမဲ့ဇလန်းလေးကြီးပေါ့နော်ဟာသားကားမှာလည်းဟာသားဆိုပေမဲ့လည်းအဲ့လိုဇလန်းဇလန်းအရှိရဟာသားလေးကြီးကျွန်တော်တို့တနက်ဆုံးစဉ်းစားပြီးတော့ရိုက်ရိုက်ပါတယ်ဟိုပြီးတော့အစီအပြီမှာပါဆုံးလာလိုက်အောင်တော့ဆင်းမှာလားအေးဟာဟာဝါလာလိုက်အောင်ဆုံးလာမှာလေခင်ဗျာမနာမေကိုဆုံးလာလိုက်အောင် ဖုန်းချိန်တငယ်ချင်းတွေရဲ့မြောက်ပေးမှုကြောင့်မိန်းကလေးတွေတွေ့တိုင်းချစ်သူဖြစ်အောင်ကြိုးစားပေမဲ့လည်းသူတကယ်ရင်ခုန်ရတဲ့ကောင်မလေးကိုတော့မတွေ့ခဲ့ပါဘူး။ဒီနေ့မှာတော့ကျောင်းနေဘက်တငယ်ချင်းဖြစ်တဲ့ခင်မီမီကျော်ကိုပြန်လည်တွေ့ရှိပြီးခင်မီမီကျော်ရဲ့အချစ်ကိုရရှိဖို့ကြိုးစားတဲ့အခါမှာတော့အလွဲတွေနဲ့ပဲကြုံတွေ့ခဲ့ရပါတယ်။ဒီကစားကားထဲမှာဘိုးတို့ပေါဝင်ကြိုးဆောင်လာတဲ့ကာရိုက်တာတော့ဘိုးတို့ကချုပ်မဆွဲတငယ်ချင်းပေါ့နော်။ချုပ်မဆွဲတငယ်ချင်းတော့ရေချာဟာတာလေးတွေလောက်ပြရတော့သူ့မြောက်ပြရ။အစားရတဲ့နေ့မှာတော့တော်တော်နည်းနည်းလေးဟာတော့ဗောနိ။ ။ဘာသာတော့ဟိုခုမှပြန်ပြီးပြန်ရတဲ့ခါကျတော့တော်တော်လေးကင်းကွာပါတော့။နည်းနည်းတော့ဟိုအတင်တော့အတင်လို့သဘောဖြစ်သွားတယ်။ကြီးလေးကြီးပါအောင်။တမီးတမီးရုပ်ကြလေးကြည့်နေလို့ခင်မမီကြောချစ်ကိုရဖို့ကြိုးစားရင်ခင်မမီကြောရဲ့တူမရောက်ကရှာလင်းလင်းဆိုတဲ့ကောင်မလေးတယောက်နဲ့တွေ့ဆုံခဲ့ပါဗျ။အဲ့ဒီကောင်မလေးနဲ့တွေ့တိုင်းအလွဲတွေနဲ့ကြုံတွေ့ခဲ့ရပေမဲ့လည်းဖုန်ချင်းတယောက်ရှင်ကုန်ဆစ်လို့ရှာခဲ့ရပါဗျ။ဘာချမ်းနဲ့ဟုတ်ဟုတ် အမြဲတမ်းယောက်ျားလေးပုံစံနဲ့ပဲတွေ့တွေ့နေရတဲ့လင်းလင်းကိုတရက်မှာတော့မြန်မာဆန်ဆန်အဝေးစားတွေနဲ့မိန်းကလေးတယောက်ပုံစံတိုင်းတွေ့လိုက်ရတဲ့အချိန်မှာတော့ဖုန်ချိန်တယောက်သူ့ရင်ခုန်တန်းကိုသူပြန်ကြားလိုက်ရပါတယ်။ဟုတ်ဒီကားမှာပါဝင်ထားတော့ဒီကားမှာညီမလေးကရောက်ခေရှာပါတော့ရောက်ခေရှာဖြစ်ပါဝင်နေ။အဲပြီးတော့ခါကျတော့ဒီကားမှာမခိုင်လေးရဲ့အဲဝင်ခွင့်ညီမအဖြစ်တရုတ်ဆောင်နေပါတော့။အဲပြီးတော့မခိုင်လေးကနေပြီးတော့ မခိုင်မျိုးကိုဖြိုးကနေပြီးတော့ကြိုက်တယ်ကိုဖြိုးကကြိုက်တယ်နောက်ဆုံးကြတော့အဲဒီသမီးကိုတတိထားမိတာပေါ့နော်အဲ့လိုပုံစံလေးရိုက်ထားပါတယ်အရင်ကားနဲ့မတူပါဘူးဒီကားရဲ့ပြင်ဆင်ချက်ဆိုရင်တော့ပေါ့နော်အဓိကရောက်ကရှာရောက်ကရှာဆိုတော့ကိုရောက်ကရှာလည်းမဟုတ်ဘူးအဲ main clay ဆိုခါကြတော့ပေါ့နော်ဒီရောက်ကရှာနဲ့ဘယ်လိုနေရမလဲဘယ်လိုလုပ်ရမလဲပေါ့နော်တော်တော်လေးကိုပြင်ဆင်ရပါတယ်ဟုတ်နောက်တနေ့မှာတော့ဖုန်းချင်းတယောက်လင်းလင်းကိုလိုက်ရှာပေးမယ်လေဘလို့မှရှာလို့မတွေ့ခဲ့ပါဘူး လင်းလင်းကလည်းသူ့အတော်ကြိုက်နေတဲ့ဖုန်းချိန်ကိုမတွေ့ရတော့ပဲအဝေးတစ်နေရာကိုထွက်သွားပါတယ်။တနေ့တော့ဖုန်းချိန်တယောက်ခင်မီမီကျော်အိမ်ကိုရောက်လာပြီးလင်းလင်းကြောင်မေးလိုက်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာကြမှာလဲ။ဖုန်းချိန်တယောက်ဘသူ့ကိုတကယ်ချစ်မိသွားမှာလဲ။သူ့ရဲ့ဖူးစာရှင်ကရောဘသူတွေဖြစ်လာမှာလဲဆိုတာကိုတော့ပရိသတ်တွေကဒီဇက်ကားထွက်ရှိလာတဲ့ကစောင့်မျှော်ကြည့်ရှုရမှာပါ။ ဒီဇက်ကားမှာတော့ဖုံးချိန်ဖြစ်ဖြုံးငွေဆိုခင်မီတော်ဖြစ်ဂရမီခိုင်နေကြီးလင်းလင်းဖြစ်ခိုင်မြတ်သစင်တို့ကအကြီးကတယုတ်ဆောင်ထားတာဖြစ်ပြီးအခြားနှုပညာရှင်တွေကလည်းအားဖြည့်တယုတ်ဆောင်ထားတာပါဒီဇာကားကနေပြိတ္တတွေကရေမောပျော်ရွှင်မှုတွေရရှိလာမှဖြစ်တယ်လို့အချစ်ဆိုတာအချိန်ကြာမြင့်မှ ခိုင်မြဲတာမဟုတ်ဘဲတခဏတည်းမှဖြစ်ပေါ်လာတဲ့ချစ်ကလည်းခိုင်မြဲနိုင်တယ်ဆိုတဲ့အကြောင်းကိုမိမောင်းထုတ်ရိုက်ပြသွားတာပါဒီကတော့ပျော်စရာကားလေးပဲပေါ့နော်ဒါကတော့ ဟို5 star အဖွဲ့လည်းပါတယ်။နော်ကုစင်မတို့ပါတယ်မောက်ဝါဝါအောင်တို့ပါတယ်။ဆိုတော့ဒါတော့ပြုံစရာကားလေးပါပဲ။လူငယ်တွေကြားထဲမှာအဖြစ်နေတယ်။နော်မိသားစုတစ်ခုထဲမှာဖြစ်နေတဲ့ကားလေးပါပဲ။အချို့မိသားစုတွေဆိုပဲဟိုဟိုအဲ့လိုလဲလဲနဲ့လုံနေတယ်လို့ချီညောင်းသူမိမပေးသားတယ်။အသက်ပဲရလိုက်တဲ့လေဟိုလူကြီးတွေကဟိုအူလေးတို့လွယ်မျိုးဆိုပြီးချီချင်ကြတယ်။အဲ့ဒီတော့အဲ့ဒီမိသားစုဆိုင်တွေကတော့အဲ့ဒါလေးပါပဲ။အဲကျန်တဲ့ဆိုင်ကတော့မိသားတွေအတွက်ပျော်စရာကားလေးတစ်ခုလိုပဲသတ်မှတ် ။ဒီဇာကားကိုတော့ပြုံးရုပ်ရှင်နဲ့ဗီဒီယိုထုတ်လို့ရေးကထုတ်လွှင့်ဖြန့်ချီမှာဖြစ်ပြီးဝိတ္ထုမိုးဆက်လင်းထက်ရဲ့ဇလံကိုဒရိုက်တာဦးတန်းကရိုက်ကူးပုံဖော်နေရပဲဖြစ်ပါရဲ့ရှင်။